ဒီညမှာရှင်ပြိုင်စားဖို့ရှိနေတဲ့ Europa League Quarter Final ဒုတိယအကြော့ Manchester United နဲ့ Lyon အသင်းတို့ရဲ့ပွဲထွက်လူစဉ်အခြေအနေကိုတုံးသက်ခမ်းမန်းဆွေးနွေးလိုက်အောင်ခင်ဗျာမင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှိုးအနေကြိုးစားပါရယ်ကျွန်တော်ဒီပွဲကတော့ဒီညတနားရီခွဲမှာရှင်ပြိုင်ကစားမှာဖြစ်ပါတယ်ပွဲထွက်လူစဉ်အခင်းချင်းက ွဲစဉ်တပွဲအတွက်ဘလောက်ထိအရေးပါတယ်လဲဆိုရင်ဒီပွဲထွက် line up ကိုကြည့်ပြီးတော့ဒီတင်းဒီနိုင်မလားရှုံးမလားဘလို့အခြေအနေမျိုးနဲ့ကန်တာလဲခက်မှန်းလို့ရတယ်ကျွန်တော်တို့ပွဲချုပ်သုံးသက်ချက်လုပ်တယ်ဆိုပေမဲ့အရင် detail မဆန်ဘူးနည်းနည်း overall ဆန်တယ်ပေါ့နော်ဘာကြောင့်လဲကျွန်တော်တွေကအနည်းဆုံး2ရက် 3ရက်တခါလေကျရင်4ရက်လောက်ထိကြိုလုပ်ခဲ့ရတဲ့ပွဲကြိုသုံးသက်ချက်တွေရှိတယ်ဒီချိန်မှာဒန်ရကစားသမားဆင်းရလဲအတိအကျမသိသေးဘူးတချို့ကလည်း training ကြမှာဒန်ရသွားတဲ့သူတွေရှိတယ် suspended ဖြစ်နေတဲ့ player တွေကလည်းဘယ်နှပွဲပယ်ခံရမလဲအတိအကျသတင်းမထွက်သေးဘူးအဲ့တော့ကြောင့်ဟိုပွဲကြိုသုံးသက်ချက်တွေမှာဒီပွဲရဲ့ command lineup ကိုထည့်သွင်းပြီးကျွန်တော်တွေတိတ်မဆွေးနေဘူးဗျာတခြားအချက်လက်တွေကိုမြင်တဲ့ရှုထောင့်တွေကိုပဲထည့်သွင်းဆွေးနေလိုက်တာကျွန်တော်ခုနောက်ပိုင်းမှာ ဒီ line up ကိုခမန်းသုံးသက်တဲ့ဗီဒီယိုလေးတွေလုတ်ပေးလာတခြားတော့မဟုတ်ဘူးကျွန်တော်နောက်ဆုံးရသတင်းအချက်အလက်တချို့ကိုစောင့်နေဒီထဲမှာမှဘယ်ကစားသမားတွေပါဖို့ရှိတယ်ပါဖို့မရှိဘူးဆိုတဲ့အချက်အလက်တွေကိုအခြေခံပြီးတော့ခမန်းသုံးသက်တာပါအဲ့တော့ကြောင့်ဒီပွဲထွက် လူစည်းအခင်းချင်းမှန်ရင်မှန်တယ်လို့နော်ဒါမို့လေခမန်းတာနီးဆက်ရင်နီးဆက်တယ်လို့ပွဲရဲ့ reset ပေါ်မှာအကျိုးတက်ရောက်မှုကြီးမာတယ်နယူကက်ဆယ်နဲ့ပွဲစဉ်မှာဆိုရင်ရူဘင်အမော်ရင်နဲ့ကျွန်တော်အမြင်ချင်းတော်တော်များတူခဲ့တယ်တယောက်နှစ်ယောက်လောက်ပဲလွဲတယ်ဗျာအဲ့အတွက်ကြောင့်ဟိုပွဲရဲ့ reset ပါခမန်းတူညီခဲ့တာဒါကျွန်တော်သတိထားပြီးတော့သွားတွေ့မိတယ်ပေါ့နော်အဲ့အတွက်ကြောင့်နောက်ပိုင်းပွဲစဉ်တွေမှာဒါပွဲရဲ့ခမန်း line up ကိုပို့ပြီးတော့ detail ဆန်အောင် sport mode ရဲ့ဖော်ပြချက်တွေနဲ့ဆက်ဆက်သုံးသပ်ဆွေးနွေးမှုပြုလုပ်ပေးတာပါโอเคအဲ့တော့ကျွန်တော် sport mode ရဲ့ဖော်ပြချက်တွေမှာ united ရဲ့ဒဏ်ရာကစားသမားတွေဘယ်သူတွေ ရှိတယ်လဲကျွန်တော်စတင် sharing လုပ်ပေးကြပါမယ် Joshua Zexy Newcastle နဲ့ဘွဲမှာဒဏ်ရာပြဿနာအနေငယ်ရသွားတယ်အဲ့အတွက်ကြောင့်ဆက်လက်အနားယူရဖို့ရှိနေတယ်ဒီဘွဲတင်ပါဝင်ဖို့မတည်ကြတော့ပါဘူးဒါ့အပြင် Matthias Tele Amadia လို Aiden Heaven ဒီ၃ယောက်လုံးကတော့ angle injury တွေမိထားတဲ့အတွက်ကြောင့်ပါဝင်လာအောင်မဟုတ်ပါဘူး။ Licha ကတော့ကျွန်တော် knee injury မိထားတယ်။ Johnny Evans နဲ့ Toby Goyer တို့ကလည်းပါဝင်အောင်မဟုတ်ပါဘူးခင်ဗျ။ဆိုတော့ Wildland တယောက်ပဲတိုက်စစ်ပိုင်းမှာအဓိကသုံးရမယ့်သဘောမျိုးဖြစ်နေတယ်လို့ Sport Move ကခမန်းထားပါတယ်။ Now Bruno Fernandes နဲ့ Alejandro Garnacho တို့ကဒီပွဲစဉ်အတွက်ဆက်လက်ပွဲထွက်လာနိုင်ပွဲရှိနေပါတယ်။ Garnacho ကတော့ဂိုးပေါက်ပြောင်းနေတဲ့ကာလ အတော်ကြာကြာကိုနျူကာဆယ်နဲ့ပွဲမှာတွင်းကိုတကိုရယူနေအဆုံးတတ်နိုင်ခဲ့တာဒီပွဲအတွက်အများကြီးအထောက်အကူပြုမယ်လို့ထင်တယ်။ဂါနာချိုကဗျ finishing ရတော့မကောင်းဟိုကောင်းတယ်လို့လည်းကျွန်တော်မပြောပါဘူး။သို့တော်လည်းလုံအောင်ကောင်းတယ်။ तू က အခုနောက်ပိုင်း attacking action တွေမဟုတ်ဘဲနဲ့ defensive action တွေပါလိုက်ပြီးတော့နောက်ပိုင်းမှာပို့ပြီးတော့နေရာရလာနိုင်အာမတ်လို့ဖြစ်လာတာပေါ့နော်အာမတ်လေးကဘာကြောင့်အခုနောက်ပိုင်းမှာပရိသတ်အချစ်တော်ကစားသမားဖြစ်လာလဲအမော်ရင်ဘာကြောင့်ကြိုက်လာလဲဆိုတော့သူကနီးပြပြောတဲ့အချိန်တသွေမတင်းလိုက်ကစားတာဂနာချိုလို့ဖြစ်လာရင်တော့မဆိုးဂနာချိုအာမတ်နှစ်ယောက်ပေါင်းပြီးတော့ဘရူနိုအနားရတယ်အခုကျွန်တော်ဂနာချိုကိုမြင်လာတာအဲ့လိုကြိုးစားပန်းစားနဲ့ကစားလာတယ်ကိုသွေးယူနိုင်တာနော်ကိုပေါ့ချင်းချနိုင်တယ်ဒါကတပိုင်းမြား dribble ကြော်ဖြတ်နိုင်တာမကြော်ဖြတ်နိုင်တာသို့တော့သူလောက်ရမယ့်အလုပ်ကိုတော့သူအကောင်းဆုံးနီးပြ ခိုင်းတဲ့အတိုင်းလုတ်ပြီးနေတာကိုတွေ့ရပါတယ်ခင်ဗျာဆိုတော့ကျွန်တော်နောက်ထပ်အရေးကြီးတာကိုးပေါက်တနေရ LJBN ကိုပေါ်ထွက်ခွင့်တနေရပေးလာတယ်ကိုယ်တမအွန်နနာကိုနယူကက်ဆယ်နဲ့ပွဲမှာနားပေးလိုက်တယ်။ဒါပေမဲ့ LTBN ကလည်းယုံကြည်မှုကိုအလွယ်သုံးစားလုပ်တယ်လို့ပဲပြောရမှာပေါ့ဗျာ။မမားတဲ့နဲ့အလုံးတလုံးမှားသွားတယ်။တကယ်လို့အဲ့ဒီဂိုးသာမမားအောင်ဆိုရင်ပေးလိုက်ရတဲ့ဂိုးအခြေအနေတွေကသူနဲ့အရင်ကတော့ဟိုတရိုက်မပတ်သက်ဘူး။တိုးတော့အဲ့ဒီဘောလုံးပေးပွမှုကြောင့်တော်တော်လိုတယ်ဗျ။ဘောလုံးကလုံးဝမမြောက်တာ။ဘီကုတ်ထိတ်လောက်မှရင်ဂျိုလင်တန်က ြန်ပြီးတော့ intercept လုပ်သွားတယ်အဲ့တို့ကြောင့်ဒီပွဲတွေမှာ Andre Onana ကိုပဲပွဲထွက်ခွင့်ဂူဒမတနေရပြန်ပေးလာနိုင်တယ်လို့လည်း Sport Mool ကခန့်မှန်းထားပါတယ်အဲ့တို့ကြောင့် Andre Onana ပဲဆက်ပြီးပွဲထွက်လာဖို့ရှိနေရလို့ကျွန်တော်ထင်ပါတယ်ကျွန်တော် Harry Maguire ကတော့အနာအနေငယ် Newcastle နဲ့ပွဲမှာရထားတဲ့အတွက်ဒီပွဲတွင်ပါဝင်လာနိုင်တယ် Patrick Dorgu နဲ့ Diego Dalot တို့လည်းပါဝင်လာနိုင်တယ်ဒါ့အပြင် Manuel Ugarte, Casemiro, Mesimao စတဲ့ကစားသမား၃ယောက်ထဲက၂ယောက်လောက်ကိုတွဲဖက်ပြီးတော့အသုံးပြုသွားနိုင်ပွဲရှိတယ်လို့ Sport Mool မှာဖော်ပြထားပါတယ် Lion မှာတော့ အဓိကတောင်ပန်ကစားသမား Arnest Nua မှာ ACL injury မိသွားတာကြပါပြီအဲ့တော့ကြောင့်ဒီ United နဲ့ပထမအကြော့ပွဲတွေမှာသူ့အတွက်နည်းနည်းပြန်ပြီးနှစ်သိမ့်နဲ့ Jersey ကင်ပြီးတော့အောင်ပွဲခံပုံတောင်တွေ့ခဲ့ရပါသေးတယ်။အဲ့ဒီကစားသမားမပါဝင်တာ United တို့နည်းနည်းစိတ်သက်သာရတယ်လို့ပဲပြောရမှာပါ။ဘာကြောင့်လဲဆိုတော့ဒီကောင်လေးကဒီနှစ်ရာသီတော်တော်ကောင်းနေတဲ့ကစားသမား။ဆိုတော့သူမပါတဲ့အတွက်ကြောင့် ကျန်တဲ့ကစားသမားတွေဖြစ်တဲ့မီကော့တာစီတီယာဂိုအမဲတာစတဲ့ကစားသမားတွေကိုပေါင်းဆက်ပြီးတော့အသုံးပြုလာနိုင်တယ်လို့နီမန်ယာမာတစ်ကိုလည်းပေါ်တော့ခွင့်လူချင်းမှာဒီပွဲအတွက်အသုံးပြုလာနိုင်တယ်လို့ဖော်ပြထားပါတယ်။ Okay အဲ့တော့ကျွန်တော်စပိုမိုးရဲ့ဒန်ရကစားသမားစင်းကိုဆွေးနွေးပြီးသွားပြီဆိုတော့ Husko ရဲ့ပွဲထွက် line နဲ့ကိုဆက်လက်ဆွေးနွေးကြည့်အောင်။ line ကတော့ဂိုသမား Piri နောက်တန်း၄ယောက်နေရာမှာ Nia Khatti နဲ့ Mata ဒါပထမအကြော့တော့ကပွဲထွက်လာတဲ့ CB ကစားသမား၂ယောက်ပဲဖြစ်ပါတယ်။ Mata ကတော့ကစားတော်တော်ကောင်းတယ်ဗျ။ ။နေရာခတိရတော့အမြင်ပေါ်တွေပိုင်နိုင်တာကိုတွေ့ရပါတယ်။မစိုးတော့မစိုးပါဘူး။ဒါမဲ့ပွင့်လင်းပြောအရင်ကောင်းတဲ့ CV တွေတော့မဟုတ်ဘူး။အီဘရာဟီမာကိုနာတေတို့ဝီလျံဆလီဘာတို့ level မျိုးမှာအိတ်ကစားမနှဲ့ရအောင်လို့မရှိနေဘူး။ ျွန်တော်ဆိုနီယာခတ်တေးကိုဆိုတေချာတိတာပေါ့အရင်တော့ Northern Forest မှာကစားသွားခဲ့တာပဲမာတာလည်းအဲ့လို body အကြီးနဲ့ကစားသမားမဟုတ်ဘူးတေချာဖိကစားရင်ကစားလို့ရတယ်ဒါပေမဲ့လိုင်ယွန်ရဲ့အဓိကအားတာတဲ့နေရာတွေက side back တွေဖြစ်ပါတယ် side back ကစားသမားနှစ်ယောက်လုံး share တွေเนาะ Milan Knights ကလုံအားလုံးအတော်ကောင်းတယ်အဲ့အတွက်ကြောင့်ပြီးခဲ့တဲ့ပွဲမှာ Patrick Dorgu ရင်းချီလွန်ကောင်မပြနိုင်ဘူး Dorgu နဲ့ရှင်ပြီးကစားနိုင်တယ် Milan Knights ကလည်းမာဂုံအရင်ရှိတဲ့ကစားသမား Stimina လည်းအရင်ကောင်းတယ်အဲ့အတွက်ကြောင့် Dorgu တိတ်ပြီးတော့မချောင်းတော့တစ်ဖက်က Tagliafico နှစ်ခုကလေးကနာမည်ကြီးပြီးသားကစားသမားပဲเนาะ IS မှာစတင်ထွန်းတောက်ခဲ့တဲ့ Eric Ten Hag ရဲ့တပည့်အရင်းပဲ Mazra Uri နဲ့ဘောတာတွေဆိုတော့ Tagliafico ကလည်းအခုတတိယဆွမ်းတော့ရင်ပိုင်းကောင်းနေတော့မယ်ကောင်းနေတော့မယ်ဒီ defensive line က Lion အသုံးပြနိုင်ဆုံး defensive line ဖြစ်ပါတယ်ကိုယ်လည်းမှာတော့ Tasman ရဲ့ပြီးခဲ့တဲ့ပထမကြော်လုံးကပွဲထွက်လာတဲ့ Very Dog ရဲ့ကိုကမန်ဒါပါတယ် ကျွန်တော်ရှေ့က၄ယောက်မှာတော့ပထမအကြော်တော့ကပုံစံမျိုးပါပဲအမေဒါရဲ့တိုလီဆိုရဲ့ရှာကီရဲ့မီကော့တာစီရဲ့ဖြစ်ပါတယ်အဒီလိုင်ယွန်ရဲ့စုဖွဲ့မှုကအရင်တော့စိုးရိမ်စရာတော့မကောင်းဘူးဒါပေမဲ့ short တွက်လို့လည်းမရတဲ့လူကြီးစုဖွဲ့မှုဖြစ်ပါတယ် United နဲ့ပတ်သက်ပြီးဆက်လက်ဆွေးနွေးပါမယ်ကိုတမောက် Andre Onana ပွဲတော်ခွင့်ပေးထားပါတယ်နောက်တန်း၃ယောက်နေရာမှာ Mazra Uri Harry Maguire Liniero ကျွန်တော်အနေနဲ့စိုးရိမ်တာ Mazra Uri Mazra Uri ရဲ့ပြဲနေတယ်ဗျ Newcastle နဲ့ပွဲမှာဆိုတောက်လျှောက်ဖိအားပေးခံခဲ့ရတယ် Liverpool တို့ထိန်းလို့မရခဲ့ဘူးပွဲပန်းနေတာအဲ့ဒါ ီပွဲတွေမှာလည်းဆက်လက်ပွဲပန်းနေဖို့ရှိတယ်။ကစားတာတိတ်မမကြသေးတဲ့ရပ်ပိုင်းပဲရှိသေးတယ်။ပုံပြီးပြဲမှာပေါ့။ကွေးလယ်မှာကက်စပယ်ရိုနဲ့မန်ယူရဲ့ဥကားတွေကိုတွဲထားတာကတော့အဖြစ်အပျက်ဆုံးပါ။ဥကားတွေကတော့လူအားလုံးကောင်းတယ်လို့ကက်စပယ်ရိုကလည်းနောက်မှာဘယ်လန့်စ်ကိုချိန်နိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ဒီတွဲဖက်ကိုပဲယူနိုက်တက်ကိုပွဲထွက်စေဦးမယ်လို့ထင်တယ်။ဆိုက်ဘက်တွေဖြစ်ပက်ထရစ်ဒေါ်ဂူနဲ့ဒီဂိုဓာတ်လို့ဖြစ်ပြီးတော့ရှေ့က၃ယောက်ကတော့ရာမုသွာလန်ဘရူနိုဖာနန်ဒက်စ်နဲ့ဂါနာချိုတို့ဖြစ်ပါတယ်ခင်ဗျ။ โอเคဒါတော့ဒီနေ့ညမှာရှင်မြိုင်ရေးသားဖို့ရှိနေတဲ့ United နဲ့ Lion တို့ရဲ့ပွဲထွက်လူချင်းအခင်းချင်းကိုသုံးသက်ခံမှန်းဆွေးနွေးမှုလုပ်ခဲ့တာပါဗီဒီယိုလေးအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ